ဒီညမှာအစ္စရေးဝင်ကြီးချုပ်ဘက်ဂျမင်နေတန်ယာဟူကအီရန်လီပိုင်နက်အတွင်အကြီးစားလေကြောင်းစစ်စင်ရေးတစ်ခုဖြစ်ပွားခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။သူရဲ့ထုတ်ပြန်ချက်အရအစ္စရေးချက်လင်ရန်ဒါဇနဲ့ချီပြီးတော့တီဟီရန်ရဲ့အဓိကယူရေနီယံတန့်စင်စက်ရုံဖြစ်တဲ့နာဒန်စ်နျူကလီးယားစက်ရုံအပါအဝင်နိုင်ငံတော်ဝန်ကတခြားတန်ဖိုးမြင့်ပြင်းမှတ်တချို့ကိုတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။လာပေါင်းများစွာအီရန်ရဲ့နျူကလီးယားအခြေခံစအုပ်တွေကိုအစ္စရေးကတိုက်ခိုက်မယ်ဆိုတဲ့ထင်ကြေးတွေပြန့်လန့်လာခဲ့ပြီးမြဲ ့ဒီစစ်စင်ရေးကြောင့်လေလာသူတွေနဲ့သုံးသက်သူတွေကိုအံ့အားသင့်စေခဲ့ပါတယ်ဗီဒီယိုဖိုင်တွေနဲ့သတင်းတွေထွက်ပေါ်လာချိန်မှာဒါအကန့်အသတ်ရှိတဲ့တိုက်ခိုက်မှုတစ်ခုမဟုတ်ဘူးဆိုတာထင်ရှားလာခဲ့ပါတယ်အီရန်ရဲ့ထိတ်တန့်အရာရှိတချို့ထိဆုံးခဲ့တယ်လို့သတင်းထွက်ပေါ်ထားပြီးတော့ Islamist တော်လှန်ရေးအဆောင်တပ် IRGC တွေကအကြီးတန်းပုဂ္ဂိုလ်တွေလည်းပါဝင်ပါတယ်အီရန်နိုင်ငံပိုင်မီဒီယာက IRGC ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဟော်စိန်ဆလမီတည်ဆုံကြောင်းအတည်ပြုခဲ့ပြီးတော့ဒါဟာမကြာသေးခင်ကာလအတွင်းအထင်ရှားဆုံးပြမျက် ပြမျက်ထားမှုတစ်ခုဖြစ်ခဲ့ပါတယ်။အချိန်နေရဲ့ပြင်းထန်မှုကိုပုံမဖြစ်ပေးတာကတော့တပြိုင်နက်တည်းလှုပ်ဆောင်ခဲ့တဲ့မိုဆက်ရဲ့လျှို့ဝှက်စစ်စင်ရေးဆိုင်ရာသတင်းတွေဖြစ်ပါတယ်။ထောက်လန်းရေးသတင်းရင်းမြစ်တွေအရအစ္စရေးလီတပ်ကအီရန်ရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေနဲ့ဗျူဟာမြောက်အဆောက်အဦတွေကိုတိုက်ခိုက်နေချိန်မှာအထူးကျွမ်းကျင်တဲ့အေဂျင့်တွေကဆက်သွယ်ရေးဆိုင်ရာအချက်အချာနေရာတွေနဲ့မြေပြင်ပေါ်က ားပြင်းမဲ့တွေကိုတိကျတဲ့အစီအစဉ်တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ အီရန်မျိုးတော်တီဟီရန်ရဲ့အရှေ့မြောက်ခရိုင်တွေမှာမနက်စောစောပိုင်းကြီးပေါက်ွယ်မှုတွေဖြစ်ပွားခဲ့တယ်လို့သတင်းထွက်ပေါ်ခဲ့ပြီးတော့ဒေတာကန်မီဒီယာတွေကမနက်၃နာရီခန့်မှာတတိပေးတန်လေးနဲ့အရေးပေါ်တတိပေးချက်တွေကနိုင်ငံသားတွေကိုနှိုးခဲ့တဲ့အတွက်ဖျို့ဖျဲအခြေအနေတွေဖြစ်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အစ္စရေးမှာတော့အီရန်ရဲ့လက်ထုပ်ပြန်တိုက်ခိုက်မှုကိုစိုးရိမ်မှုတွေထုတ်လာပြီးအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။အစ္စရေးပြည်ရင်းကာကွယ်ရေးဌာနကအရက်သားတွေကိုညွှန်ကြားချက်တွေထုတ်ပြန်ခဲ့ပြီးနိုင်ပိုင်းသို့မဟုတ်ရ ချက်အနေငယ်အတွင်းဒုံးကျည်တိုက်ခိုက်မှုသို့မဟုတ်စိုက်ဘာကျူးကျော်မှုတွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကပြင်းထန်မှုရှိပေမဲ့အမည်မဖော်သူတဲ့ American အရာရှိတွေက American ရဲ့ဒီစစ်စင်ရေးမှာလုံးဝပါဝင်ပတ်သက်မှုမရှိခဲ့ဘူးလို့ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ဒီပြင်းထန်တဲ့အခြေအနေက American အထူးကိုယ်စားလှယ် Steve Whitcomb ရဲ့ Iran အရာရှိတွေကြား Oman မှာစစ်ထမအကြိမ်နျူကလ িয়ার ညှိနှိုင်းမှုမတိုင်ခင်48နာရီအလိုမှာဖြစ်ပေါ်ခဲ့တာပါ။ဒီလိုအခြေအနေဖြစ်ပေါ်မှုဟာတိုက်ဆိုင်မှုမဟုတ်ဘဲမတည်ငြိမ်တဲ့တန်တမန်လုပ်ငန်းစဉ်အပေါ်ကြီးမားတဲ့အရေးမဲကြီးလွှမ်းမိုးနေစေ ပါတယ်။ဒီကနေ့အစောပိုင်းမှာမိန်ကွန်းပြောကြားခဲ့တဲ့သမရဒေါ်နယ်ထရန့်ကတပြေးပြင်းပြင်းထွက်လာနေတဲ့အကြက်အသေးကို ဖြေရှင်ပြီးတန်တမန်နီလန်းကိုထောက်ခံကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။ငြိမ်းချမ်းတဲ့ဖြေရှင်မှုအတွက်မျှော်လင့်ချက်ကိုဖော်ပြရင်ဒေတာတစ်ခုလုံးဟာပုံမကျေပြင်းတဲ့ပြိပခါရဲ့အစွန်းမှာရိမ့်နိုင်နေတယ်ဆိုတာကိုသူကအတိအမှတ်ပြုခဲ့ပါတယ်။ ဒီအချိန်မှာသတင်းတွေဆက်လက်ထွက်ပေါ်နေပေမဲ့ရှင်းရှင်းလင်းလင်းဖြစ်တာကတော့အစ္စရေးရဲ့ဂျူဒင်ကာကွယ်တိုက်ခိုက်မှုတွေကအီရန်အတွက်သာမကအရှိလေပိုင်းတစ်ခုလုံးအတွက်ဖြူဟာမြောင်းမှုကိုအခြေခံကြကြပြောင်းလဲစေခဲ့တယ်။ဒီညအနောက်ပိုင်းမှာ Fox News နဲ့အင်တာဗျူးခဲ့တဲ့ American ထိတ်တဲ့အရာရှိတဦးကအီရန်ရဲ့နျူကလ িয়ার အခြေခံအဆောက်အဦတွေနဲ့တာဝေးဒုံးကျည်စနစ်တွေကိုပြစ်မှတ်ထားတဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေမှာ American ကဘလို့မှပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်ဒီလိုပြောဆိုနေပေမဲ့ထောင်လန်းရေးအကဲဖြတ်မှုတွေအရတိုက်ခိုက်မှုတွေအပြီးသက်မဖြစ်သေးပဲတညလုံးနောက်ထပ်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်တိုက်ခိုက်မှုတွေရဲ့နောက်ဆက်တွဲအနေနဲ့ ။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေကအီရန်ရဲ့လက်ထုံပြန်တိုက်ခိုက်မှုကိုမျှော်လင့်ထားတဲ့အတွက်အစင်သည့်နေသားမှရှိနေပါတယ်။အီရန်နယ်မြေအကျွင်းကနျူကလ িয়ার ဆက်ရုံတွေကိုဖိမှတ်ထားဖို့အစ္စရေးရဲ့ဆုံးဖြတ်ချက်ကစီရေးရေချိန်မြင့်တက်လာမှုနဲ့ဒေသတွင်မတည်ငြိမ်မှုအန်တီရီနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာမှာအငင်းပွားမှုအသစ်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။တိုက်ခိုက်မှုတွေရဲ့ပထမဆုံးသတင်းတွေထွက်ပေါ်လာပြီးမကြာခင်မှာပဲအမေရိကန်နိုင်ငံသားရေးဝန်ကြီး မာကိုရူဘီရိုကအမေရိကန်ရဲ့ရည်တည်ချက်ကိုရှင်း င်းတဲ့ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။အစ္စရေးကအီရန်ကိုတစ်ဖက်သက်လှုပ်ဆောင်ခဲ့တယ်။ဒီတိုက်ခိုက်မှုတွေမှာကျွန်တော်တို့ပါဝင်မှုမရှိပါဘူးလို့ရိုဘီရိုကပြောဆိုပါတယ်။ကျွန်တော်တို့ရဲ့ထိတ်တန့်ဦးစားပေးရတော့ဒေတာရင်းကအမေရိကန်ဝင်တဲ့အနေနဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့ပါ။အစ္စရေးကဒီစစ်စင်ရေးဟာသူတို့ရဲ့နိုင်ငံတော်ကာကွယ်ရေးအကြွတ်လိုအပ်တယ်လို့ယုံကြည်တယ်လို့ကျွန်တော်တို့ကိုအကြောင်းကြားခဲ့ပါတယ်။တမရထရန်ရဲ့အစိုးရအဖွဲ့ဟာအမေရိကန်တပ်ဖွဲ့တွေကိုကာကွယ်ဖို့တင်လျော်တဲ့အစီအမံအားလုံးကိုလှုပ်ဆောင်ထားပြီးဒေ တာတွင်မဟာမိတ်တွေနဲ့အနီးကပ်ညီနိုင်ဆောင်ရွက်နေပါတယ်။ရှင်းရှင်းလင်းလင်းပြောရရင်အီရန်ကအမေရိကန်ရဲ့အကျိုးစီးပွားနဲ့ဝန်ထမ်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်လို့မရပါဘူးလို့ဆိုပါတယ်။မကြသေးခင်ကအမေရိကန်ရဲ့လှုပ်ရှားမှုတွေကပြိပခါတစ်ခုဖြစ်ပေါ်လာမယ်လို့ ချိုတင်မျောမှန်းထားခဲ့ပုံမှန်ရပါတယ်။ရိုက်ခိုင်မှုမဖြစ်ခင်တရက်အလိုမှာအရှိလေပိုင်းတလွာကနိုင်ငံသားရေးဌာနနဲ့ကာဝေးဌာနတွေ American စစ်အခြေစိုက်စခန်းကြီးမှာရှိတဲ့စစ်သားမိသားစုဝင်တွေနဲ့ထောက်ပံ့ရေးဝန်ထမ်းတွေကိုဆန္ဒအလျောက်ထွက်ခွာခွင့်ပြုတဲ့ညွန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။အီရတ်က American တန်ယုံကိုလည်းပိတ်လိုက်ပြီးတန်တမန်ဝန်ထမ်းအားလုံးကိုဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ပါတယ်။ဒါတင်မကပဲဒီအပတ်အစောပိုင်းမှာ American ကာဝေးအရာရှိတွေက အငင်းပွားဝယ်ဆုံးဖြတ်ချက်တစ်ခုချမှတ်ခဲ့ပါတယ်။ယူကရိန်းအတွက်ပေးဖို့ဖို့သတ်မှတ်ထားတဲ့ drone ဖြတ်ဒုံးကြီး2000ကိုအရှိလေပိုင်းကိုလမ်းကြောင်းပြောင်းပို့ဆောင်ခဲ့တာပါ။ဒီလိုရှာမှုကအစာပိုင်းမှာဝေဖန်မှုတွေရရှိခဲ့ပြီးမြဲအခုတော့ဂျိုတင်ကာကွယ်ရေးစီမံတစ်ခုဆိုတာထင်ရှားပါတယ်။ဆိုရဖွဲ့ကလက်ငင်းဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေရဲ့ထောက်လန်ရေးသတင်းတွေဂျိုတင်ရရှိထားပြီးတော့ဒေတာတွေမှာအီရန်ရဲ့ drone စွမ်းရည်တွေက ပုံမှန်ချိန်ချမှုဖြစ်တယ်ဆိုတာကိုအတိအမှတ်ဖြူခဲ့ရလို့ယူဆရပါတယ်။ အီရန်ရဲ့ရခိုင်လက်ထုံးပြန်မှုတွေကအကြီးကျယ်စိုးရိမ်စရာဖြစ်နေပါတယ်။၂၀၂၀မှာအမေရိကန်က IRGC စစ်ဗိုလ်မှူးကြီး Quasen Solomon ကိုတိုက်ခိုက်ဖိရှားခဲ့ပြီးတဲ့နောက်တီဟီရန်ကအီရတ်မှာရှိတဲ့ American စစ်အခြေစိုက်စခန်းတွေကို Baltic ဒုံးကြီးတွေနဲ့ Suicide Drone တွေနဲ့လက်တုံပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီတာရကကအခု American ကိုလွှမ်းမိုးနေပြီး Pentagon နဲ့ San Cono ကဖြစ်ပေါ်လာနိုင်တဲ့လက်တုံပြန်မှုတွေအတွက်အစင်သစ်ဖြစ်နေပါတယ်။အရှိအလေပိုင်းမှာဗျူဟာမြောက်အတွက်ချက်မှုတွေကလင်းမြန်စွာပြောင်းလဲနေပါတယ်။ American ကဒီတိုက်ခိုက်မှုမှာ ဘေးထွက်နေတယ်လို့အခိုင်အမာပြောပေမဲ့သူရဲ့အနေထားကတခုခုကိုညွှန်ပြနေပါတယ်။ American ရဲ့အစင်သဖြစ်မှုဂျိုတင်မျော်မှန်မှုနဲ့ Iran ကိုရှင်းရှင်းလင်းလင်းသတိပေးချက်ဖြစ်တဲ့ American တပ်ဖွဲ့တွေကိုတိုက်ခိုက်တဲ့မြေတိလှရှားမှုမဆိုတုံ့ပြန်မှုမယ်ဆိုရတာတွေက Iran အခုလိုတိုက်ခိုက်ခံရမယ်ဆိုတာသိနေခဲ့လို့ပြုလုပ်ခဲ့တဲ့လှုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ဒီတစ်ချိန်မှာ Israel နဲ့သူရဲ့မဟာမိတ်တွေလည်းဂျုံတွေ့လာရနိုင်တဲ့အခြေအနေတွေအတွက်ပြင်ဆင်ထားခဲ့ပါတယ်။အရှိလေပိုင်းတစ်လောမှာ American စစ်အခြေစိုက်စခန်း န်းနေကအစင်းမြင့်တတိထားအနေထားနဲ့ရှိနေပြီးတော့စက္ကန်းနေကို အားဖြည့်ထားကကာကွယ်ရေးစနစ်တွေကိုလည်းဒိတ်တဆိတ်အသင့်နေထားမှာထားရှိပါတယ်။အီရန်ရဲ့နျူကလ িয়ার အခြေခံစောက်ဦးတွေကတိုက်ခိုက်မှုရဲ့အကြီးအကဲပြင်းထန်ကြီးဖြစ်ခဲ့ပါတယ်။ Nadans နဲ့ Foro က အီရန်နိုင်ငံရဲ့ဗျူဟာမြောက်ရေးပါတဲ့နျူကလ িয়ার သန့်စင်စက်ရုံနှစ်ခုပါအီရန်ရဲ့ပြည်မာကြီးအတွင်းမှာတည်ရှိတဲ့ဒီစက်ရုံတွေဟာအစ္စလာမစ်သမ္မတနိုင်ငံရဲ့နျူကလ িয়ার ရှင်မန်းချက်တွေအတွက်အချက်အချာကြားခဲ့တာကြပါပြီအထူးသဖြင့်နာဒန်စ်ကမြေအောက်မီတာ100ခန့် ပေ300ကျော်အနက်မှာတိဆောက်ထားတယ်လို့ယုံကြည်ရပါတယ်ဒါပေမဲ့ချိုးရုပ်ရိုက်ကူးထားတဲ့ဗီဒီယိုနဲ့ဓာတ်ပုံပုံရိပ်တွေဟာ စက်ယုံပေါ်မှာမီလီယံတွေပေါ်ထွက်နေတာကိုပြသခဲ့ပြီးတော့အစ္စရေးရဲ့လက်နက်တွေကခိုင်မာတဲ့မြေအောက်ဘန်ကာရီတဲ့ လက်ဆိုင်စွာထိုးပေါက်ခဲ့ရဲဆိုတာထင်ရှားစေပါတယ်။အသုံးပြုခဲ့တဲ့လက်နက်တီးရဲ့အသေးစိတ်အချက်အလက်တွေကလျှို့ဝှက်ထားစေဖြစ်ပေမဲ့စီရီ၃သက်တွေကဒီစစ်စင်ရေးမှာ F35 ကိုပြောက်လေယာဉ်တွေကိုအသုံးပြုခဲ့ပြီးတိကျစွာထိန်းချုပ်နိုင်တဲ့ဘန်ကာဖောက်ပုံးတွေတပ်ဆင်ထားတယ်လို့ယူဆကြပါတယ်။ဒီတိုက်ခိုက်မှုတွေကအဲဒီလောက်နဲ့ဆိုင်တဲ့နေရာတွေကိုတကယ်ထိုးပေါက်နိုင်ခဲ့ရင်ဒါဟာနီးပြူဟာအယအကောင့်ထယ်ဖော်မှုနဲ့ဒေတာရင်းအင်အားပြသမှုမှာအာအသင့်ပွဲခြေလှမ်းတစ်ခုဖြစ်လာမှာပါ။ စစ်စင်ရေးဖြစ်ပေါ်လာချိန်မှာဒိုင်းရိုက်ထုံးလွှဲမှုတစ်ခုကအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကအဓိကစစ်စင်ရေးတစ်ခု Operation Strength of a Lion ကိုစတင်လိုက်ကြောင်းတရားဝင်အတည်ပြုခဲ့ပါတယ်။ထုတ်ပြန်ချက်ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့တာဝီထုံးကြီးအခြေခံအစအဦးတွေကိုပြင်ပထားတဲ့တိုက်ခိုက်မှုတစ်ခုကိုကြေညာခဲ့ပါတယ်။အစ္စရေးအရာရှိတွေအဆိုအရ တိုက်ခိုက်မှုတွေဟာအရေးကြီးတဲ့နျူကလ িয়ার တန်းစင်စက်ရုံတွေဒုံးကျည်ပြလို့ရေး platform တွေစစ်ဖက်ကိုယ်ကရေးအချက်ချာတွေနဲ့အီရန်ကာကွယ်ရေးအထူးပုဂ္ဂိုလ်တွေကိုပြစ်မှတ်ထားတာပါဒါဟာအီရန်ရဲ့နျူကလ িয়ার လက်နက်ဖန်တီးရေးနဲ့အသုံးပြုနိုင်စွမ်းကိုစနစ်တကျဖြိုဖျက်ဖျက်ဆီးဖို့ပါပဲဒုံးပြန်မှုအနေနဲ့ history ကလေပိုင်နက်ကိုအရက်သားလေချောင်းသွာလာမှုအတွက်ပိတ်ထားပြီးဒေသတခွင်မှာအရေးပေါ်အစီအမံတွေအကောင့်ထဲပေါ်ခဲ့ပါတယ်အရာရှိတွေကဒီစစ်စင်ကြီးကရှက်အနေငယ်အကြာဆက်လက်ဖြစ်ပေါ်ွယ်ရှိ ရလို့အတည်ပြုခဲ့ပြီးတော့အစ္စရေးတရှိမှုကိုချိန်ချောက်တဲ့အန်ဒီရဲ့တခုကိုတားဆီးဖို့ဂျိုးပန်းမှုတခုဖြစ်တယ်လို့ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ IDF ရဲ့ထုတ်ပြန်ချက်တစ်ခုထပ်မံထွက်ပေါ်လာခဲ့ပြီးတော့နှစ်ပေါင်းများစွာအီရန်အစိုးရကအစ္စရေးနိုင်ငံကိုဖျက်ဆီးဖို့လူသေရှင်ကြားပြောဆိုခဲ့ပြီးအဲဒီချိန်ချောင်းမှုကိုအကောင့်ထယ်ဖို့ဖို့စီးရင်နီးလန်းတွေဖန်တီးခဲ့ပါတယ်လို့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အကြသေးခင်ကထောက်လန်းရေးတည်နေအရာအီရန်ကနျူကလ িয়ার လက်နက်ရရှိဖို့ရခိုင်ကထက်ပုံမနီးစနေတယ်ဆိုတာညွှန်ပြပါတယ်။ဒီမနက်မှာ IDF ကအီရန်ရဲ့နျူကလ িয়ার အခြေခံအစအဦးတွေကိုချုပ်တင်ကာကွယ်မှုအနေနဲ့တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်ဒီလုံဆောင်ချက်တွေကိုပေါ်ပေါ်တန်တန်လုံဆောင်ခဲ့တာမဟုတ်ပါဘူးအစ္စရေးနိုင်ငံအစ္စရေးရဲ့ပြည်သူတွေနဲ့အနာဂတ်မျိုးဆက်တွေကိုကာကွယ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့မှာတခြားရွေးချယ်စရာမရှိပါဘူးလို့ထုတ်ပြန်ခဲ့ပါတယ် IDF ကဒီစစ်စင်ရေးမတိုင်မီပြင်ဆင်မှုတွေလှုပ်ဆောင်ခဲ့ရလို့အတည်ပြုခဲ့ပြီးတော့ဒါပေါင်းများစွာ ထောက်လန်းရေးအချက်လက်စုဆောင်မှုထောက်ပံ့ပို့ဆောင်ရေးညှိနှိုင်းမှုနဲ့စစ်စင်ရေးလေးချင်မှုတွေပါဝင်ခဲ့ပါတယ်။ History အတွက်ဒီတိုက်ခိုက်မှုဟာလက်နက်တစ်ခုကိုရတန်းဖို့တသက်မဟုတ်ဘူး။ဒါဟာအစမပြတ်စိန်ခေါ်ခံရတဲ့ဒေတာတစ်ခုမှာတရှိဖို့ကြိုးပမ်းမှုတစ်ခုပါ။ကမ္ဘာဆောင်ကြီးနေချိန်နဲ့ဒေတာတစ်ခုလုံးအသက်ရှူကျက်နေချိန်မှာ Operation Strenor နဲ့ Lion ကအီရန်ရဲ့ ။အစ္စရေးသားမှာဆက်လက်ဖြစ်ပေါ်နေတဲ့ပြိပက္ခမှာအ धिक အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။တရားဝင်စစ်ပွဲကြီးညာမှုမရှိသေးပေမဲ့အရှိအလေပိုင်းမှာဖြူဟာမြောက်လွန်မိုးမှုအတွက်တိုက်ပွဲရပုံမှုအန်ဒီရဲများအဆင့်တစ်ခုကိုဝင်ရောက်လာခဲ့ပါပြီ။အစ္စရေးကတရှိမှုကိုချိန်ချောက်တဲ့အန်ဒီရဲတွေကိုအမြဲတမ်းထားပြီးတော့နုံနုံကြကြရင်ဆိုင်လာခဲ့ရ။အခုဒီချိန်မှာလည်းပြတ်သားစွာလှုံ့ဆော်ခဲ့ပါတယ်။နိုင်ငံသားတွေရှိမှရက်တီပြီးတော့ ဝင်ကြီးချုပ်ဘက်ဂျမင်နီတန်ညာဟုကမဟာမိတ်တွေရောရန်သူတွေရောကိုပြတ်သားပြီးတော့ရှင်းလင်းတဲ့သတင်းစကားတစ်ခုပေးပို့ခဲ့ပါတယ်။အစ္စရေးကခုခုကိုကာကွယ်ဖို့ခုခံရေးရော ထိုးစစ်စစ်ဆင်ရေးရောကောင်းစွာနဲ့ပြင်ဆင်ထားတာပါ။ဂျူးနိုင်ငံကအီရန်အစိုးရရဲ့စီစဉ်ဖန်တီးထားတဲ့နျူကလ িয়ার ရဲ့သားကောင်ဖြစ်ဖို့ငြင်းဆန်ပါတယ်။ င်ကြီးချုပ်အနေနဲ့အစ္စရေးကိုဖျက်ဆီးဖို့လူသိရှင်ကြားတောင်းဆိုနေသူတွေကိုအဲ့ဒီရီမန်ချက်ကိုအကောင့်ထည့်ဖို့ဖို့ခရီးယာတွေရရှိခွင့်ပေးမှာမဟုတ်ဘူးလို့တစ်ကြိမ်ပြီးတစ်ကြိမ်ထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီညမှာအစ္စရေးကအဲ့ဒီစကားတွေကိုလက်တွေ့လုံဆောင်မှုအဖြစ်ပြောင်းလဲခဲ့ပါတယ်။အစ္စရေးတပ်ဖွဲ့တွေကအီရန်ရဲ့နျူကလ ியர் အခြေခံအစအဦးတွေရဲ့အဓိကနေရာတွေကိုနှက်ဆိုင်စွာထိုးပေါက်တိုက်ခိုက်ခဲ့ပြီးတော့ ပြောရမယ်ဆိုရင်နျူကလ িয়ার လက်နက်ဂျိုးပန်းချက်တွေရဲ့အဓိကအစိတ်အပိုင်းတွေကို ပြတ်မှတ်ထားခဲ့ပါတယ်။ပြတ်မှတ်တီထဲမှာအီရန်ရဲ့ယူရေနီယံသန့်စင်မှုအတွက်အချက်အခြာကြားတဲ့နာဒန်းစက်ယုံအပြင်အီရန်ရဲ့ထိတဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေလည်းပါဝင်ပါတယ်။ အစ္စရေးကအီရန်ရဲ့ Baltic ဒုံးကြီးအခြေခံအစအုပ်ရရဲ့ရေးပါတဲ့အစိပ်ပိုင်းတွေကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။နေဒန်နီယာဟုကပြီးခဲ့တဲ့အီရန်ကအစ္စရေးနယ်မြေစီ Baltic ဒုံးကြီး300ကျော်ပြစ်လွတ်လိုက်တဲ့တိုက်ခိုက်မှုကို ထောက်ပြခဲ့ပြီးတော့ဒုံးကြီးတစင်းစီကဖောက်ခွဲပစ္စည်းတန်ကျိန်တဒံစီတင်ဆောင်နိုင်စွမ်းရှိရလို့ပြောပါတယ်။မကြာခင်မှာအဲ့ဒီဒုံးကြီးတွေကနျူကလ িয়ার ထိပ်ဖူးတက်တွေတက်ဆင်လာနိုင်ပြီးတော့ဖြစ်ပြီးတော့တန်းနဲ့ချီတဲ့လူတွေကိုချိန်ချောက်နိုင်တယ်လို့သူကသတိပေးခဲ့ပါတယ်။ အီရန်ကလာမယ့်၃နှစ်အတွင်းအဲ့ဒီဒုံးကြီးတွေတောင်းနဲ့ခြေပြီးတော့ထုတ်လုပ်ဖို့ပြင်ဆင်နေရလို့သူကပြောပါတယ်။ တန်ကျင်းတထောင်စာ TNT ဖောက်ခွဲပစ္စည်းတွေကနယူးဂျာစီပြည်နယ်အရွယ်ရှိ နိုင်ငံတနိုင်ငံပေါ်ခြောက်ရောက်လာမယ်ဆိုတာစဉ်းစားကြည့်ပါဒါဟာဒီမခံနိုင်တဲ့ချိန်ချောင်းမှုတစ်ခုပါဒါကိုရပ်တန့်ရမှာပါနေတန်ယာဟုကအီရန်ရဲ့ပြောင်းလဲလာတဲ့စစ်ရေးဖြူဟာကိုလည်းဖြေရှင်းပြောကြားခဲ့ပါတယ်အစ္စရေးကိုဖျက်ဆီးလို့လို့တဲ့ခေါ်တဲ့အစီအစဉ်သစ်ကအစောပိုင်းချိုးဖက်မှုတစ်ခုမအောင်မြင်ခဲ့ပြီးတဲ့နောက်ထပ်မံထွက်ပေါ်လာတာဖြစ်တယ်လို့သူကပြောပါတယ် အစ္စရေးကိုရန်လိုတဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ဝိုင်းထားပြီးတော့အော်တိုဝါ9ရက်ကတိုက်ခိုက်မှုတွေနဲ့စစ်ပွဲကိုမိမွေဖို့ကြိုးစားခဲ့တာပါဒါပေမဲ့ဒီရန်ဆွဲစုံမှုကိုရင်ဆိုင်ရမှာအစ္စရေးပြည်သူတွေနဲ့လက်နက်ကင်တပ်ဖွဲ့တွေဟာခြံသစ်တွေလိုထွက်လာခဲ့ပါတယ်ဆက်လက်ပြီးတော့အစ္စရေးဟာဟာမတ်စ်ကိုဟစ်စ်ဘိုလာပြီးတော့ဆီးရီးယားနဲ့ရှီမင်ကအီရန်ရဲ့အကြမ်းဖက်အဖွဲ့တွေကိုပြစ်မှတ်ထားခဲ့တဲ့လက်တော့ပြန်စစ်ဆင်ရေးတွေလင်းမြန်စွာစတင်ခဲ့ပါတယ် အီရန်ကိုရိုင်းကအစ္စရေးကိုတိုက်ရိုက်တိုက်ခိုက်မှုနဲ့ကြိမ်လုံဆောင်ခဲ့တဲ့အခါတုံ့ပြန်မှုကစစ်မြေပြင်မှာတာမကအီရန်နဲ့မြေအတွင်းနှက်ဆိုင်စွာရောက်ရှိခဲ့ပါတယ်။ဝင်ကြီးချုပ်ကအစ္စရေးရဲ့လုံဆောင်ချက်တည်းအားကိုဘူကိုကာကွယ်ရုံတာမကဒေသတစ်ခုလုံးအတွက်ပုံမှန်ကျေပြန့်တဲ့ရည်ရွယ်ချက်ကိုဖြည့်ဆည်းပေးတယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။ အာရအင်းနီချင်းနေလဲတီဟီရန်ရဲ့ပြိပခဖန်တီးမှုနဲ့အကြံဖတ်အဖွဲ့တွေကိုအသုံးပြုတဲ့စစ်ပွဲပြူဟာကြောင့်မတည်ငြိမ်မှုတွေကိုခံစားခဲ့ရပါတယ်။ဟစ်ဘိုလာကိုစန့်ကျင်တဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေကဆီးရီးယားမှာအာဆက်ရဲ့အစိုးရပြိုလဲမှုနဲ့လက်နော်မှာအစိုးရတက်ကူဖွဲ့စည်းမှုကိုအထောက်အကူပြုခဲ့ပြီးတော့နိုင်ငံတစ်ခုစလုံးရဲ့ပြည်သူတွေကိုကွဲပြားတဲ့အနာဂတ်တစ်ခုအတွက် အခွင့်အရေးပေးခဲ့လို့သူကပြောပါတယ်။အီရန်ပြည်သူတွေကိုနေတန်ယာဟူကရှင်းလင်းတဲ့စကားတစ်ခုပြောခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့တိုက်ပွဲကသင်တို့နဲ့မဟုတ်ပါဘူးသင်တို့ကို46နှစ်ကြာအုပ်ချုပ်ပြီးနေခဲ့တဲ့ရက်စက်တဲ့အာဏာရှင်စနစ်နဲ့ပါနျူကလ িয়ার စစ်ပွဲရဲ့ချိန်ချောင်းမှုဟာတဖြည်းဖြည်းနီးကပ်လာတဲ့ဖြစ်နိုင်ခြေတစ်ခုဖြစ်ပြီးအဲဒီလို NDA ကိုရင်ဆိုင်ရချိန်မှာအစ္စရေးအဥစွာတိုက်ခိုက်ဖို့ရွေးချယ်ခဲ့တာကလက်စားချေဖို့မဟုတ်ဘဲမဖြစ်မနေလိုအပ်လို့ပါဝင်ကြီးချုပ်ဘက်ဂျမင်နေဒန်နီယာဟူးက ဖြစ်သည့်ချင်းချမှုတွေကိုပြတ်သားတဲ့သတင်းစကားနဲ့ကမ္ဘာဝန်မင်းကွန်ပြောခဲ့ပါတယ်။သင်တို့ရဲ့လွမြောက်ရေးနဲ့နှိကက်လာပါပြီလို့အီရန်ပြည်သူတွေကိုတိုက်ရိုက်ပြောဆိုရင်အဲဒီနေ့ရောက်လာတဲ့အခါကျွန်တော်တို့ရဲ့ရှေးချတဲ့လူမျိုးနှမျိုးချားကလက်ဆိုင်တဲ့ခင်မင်ရင်းနှီးမှုတွေကတဖန်ပြန်လည်ပေါက်ဖွားလာမှာပါလို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူမင်းကွန်ရဲ့အဓိကအကြောင်းအရာကတော့နိုင်ငံတကာအတိုင်းဝိုင်းကိုပြတ်သားတဲ့သတိပေးချက်တစ်ခုပါ။နေတန်ယာဟုက အစ္စရေးရဲ့မရင်းနိုင်တဲ့ယက်တီချက်ကိုထက်လောင်းအတည်ပြုခဲ့ပါတယ်။ကမ္ဘာပေါ်ကအန်ဒီရဲ့အများဆုံးအစိုးရတရက်ကိုကမ္ဘာပေါ်ကအန်ဒီရဲ့အများဆုံးလက်နက်တွေကိုဖေရောမာရရှိခွင့်မပေးပါဘူး။အီရန်ရဲ့ရီမန်ချက်ကနျူကလ িয়ার လက်နက်တွေတည်ဆောက်ရုံသားမှာကမဟုတ်ဘဲနဲ့နျူကလ িয়ার လက်နက်တွေကိုအကြမ်းဖက်အဖွဲ့တွေလက်ထဲလွှဲပြောင်းပေးဖို့ပြင်ဆင်နေတယ်လို့သူကသတိပေးခဲ့ပါတယ်။တချိန်က theory တစ်ခုဖြစ်ခဲ့တဲ့ နျူကလ িয়ার အကြမ်းဖက်မှုရဲ့အလားအလာကလက်တွေ့အခြေအနေစီတဖြည်းဖြည်းဥတီလာနေပါတယ်။အီရန်ရဲ့ဒုံးကျည်စွမ်းရည်တွေဒိုးပွားလာမှုကအစ္စရေးကိုသာမကဥရောပမျိုးတွေကိုပါချိန်ချောက်နေပြီးတော့နောက်ဆုံးမှာအမေရိကန်ပြည်မကြီးကိုပါထိခိုက်လာနိုင်ပါတယ်။ အစ္စရေးရဲ့အရင်းအဆုံးမဟာမိတ်ဖြစ်တဲ့အမေရိကန်ရဲ့ပခုံးချင်းရှင်ရဲ့ယင်နေတန်ယာဟုကခိုင်မာတဲ့ခိုင်မြဲတဲ့မဟာမိတ်ဆက်ဆံရေးကိုထက်မှန်တည်ပြုဖို့တောင်းဆိုခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိ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 ုကာကွယ်ရေးတစ်ခုတည်းထက်ပိုမိုတဲ့အရာအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါဟာကမ္ဘာအတွက်ကိုပိုမိုလုံခြုံတဲ့အနာဂတ်ကိုအာမခံဖို့ရည်ရွယ်ထားတဲ့ပြတ်သားတဲ့တန်လေးတန်တစ်ခုဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရည်တင်ပါတယ်ရှင်။